။အရှာသောအခါကသူရဲကောင်းပအောင်တင်စစ်မြေပြင်ကနေရွာကိုပြန်လာခဲ့သည်မျက်နှာတန်းကောင်အချိန်တစ်ပေများဖုံးလွှမ်းနေသောတောကြီးအတွင်းမှလမ်းလွဲသွားခဲ့သည်လက်ပြေဝင်းကြီးသည်သွေးနီအောင်တန်းနေပြီးနေတို့၏အတန်များဖြင့်အဲ့ဒီလမ်းမသွားပါနဲ့ပြန်သွားပါခန့်စင်စင်ဟုတတိပေးနေသလိုခံစားရသည်ခြေလမ်းတိုင်းတွင်မြေကြီးမှ အေးဆက်သောလက်များသူ့ခြေချင်းဝတ်ကိုဆွဲငင်သလိုခံစားရသည် ထိုအခါရှေးဟောင်းဘုန်းကြီးကျောင်းတစ်ခု၏အပြည့်အစည်းများကို တွေ့လာသည်။ကျောင်းတော်အတွင်မှအရာတန်များကြားလာရသည်။ပဟွေတွင်း၌မိโกမေများနှိုင်းထနေပြီးရွှေဝါရောင်တက်တက်များလဲပတ်နေသည်ပအောင်သည်။ဓားကိုရှေလျားစွာဆွဲထုတ်ကာအတွင်းသို့ဝင်လိုက်သည်။ကျောင်းတွင်တွင်အလောင်းများစီတန်းလျက်ရှိနေသည်သို့သောသူတို့၏မျိုးလုံးများတွင်မိခိုးရောင်မုံများတောက်လျှောက်လောင်ကျွမ်းနေပြီးပါဇက်များမှပါဠိဘာသာဖြင့်ရွတ်ဆိုနေသောအတန်များသည် လူဘာသာစကားမဟုတ်ပေ အရေးတွေရဲ့ဘာသာစကားဖြစ်နေသည်ဘအောင်ဤနှလုံးသားနှင့်ရင်ဘတ်ထဲတွင်တဒိန်းဒိန်းခုန်လာပြီးချွေးများကြဆင်းလာသည်ဒီနေရာမှာဘသူမှတက်ရှိမကြံတော့ဘူးခုသူကြောင်းလန့်စွာပြောလိုက်စဉ်ရှင်ရဟန်းအလောင်းအားလုံးတပြိုင်နက်လှည့်ကြည့်လိုက်သည် သူတို့ဤမျိုးလုံးများမှမိโกများထွက်လာပြီးဘအောင်ဤခန္ဓာကိုယ်ကို ဝိုင်းရံလာကြသည်ငါတို့ကိုဖမ်းဆားခဲ့တဲ့စစ်သူကြီးရဲ့အမွေး ဟုရှင်ယဟန်တပါး၏အတန်သည်ပအောင်ဤနားရဲသို့တိုးဝင်လာသည်တင်ဤသွေးကိုလက်ဆောင်အဖြစ်ပေးပါပအောင်သည်ဓာဖြစ်ခုတ်ခတ်ရင် ပြန်လဲခုခံသည် သို့တော်အရေးတိုင်းသည် သူ့ကိုထိတွေ့သည်နှင့်တပြိုင်နက်အနာများဖြစ်ပေါ်လာသည် နောက်ဆုံးတွင်သူသည်ကျောင်းတော်ဤဘဟုတွင်ရှိနေသောကျိုးပဲ့နေသည့်ဗုဒ္ဓရုပ်ပွားတော်ကို တွေ့လိုက်ရသည်ရုပ်ပွားတော်ဤလက်ဝဲလက်တွင် ရွှေချထားသောတစ်တာငယ်တစ်ခုရှိနေသည် အောင်သည်တက်တာကိုဖွင့်လိုက်သည် အတွင်းမှ လူရေကုန်များမှ ခလေးငယ်များ၏အင်္ဂါလက္ခဏာများဖြင့်ပြည့်နှက်နေသော စာရွက်များကို တွေ့ရှိလိုက်ရသည်ဤ၍ကစစ်သူကြီးဟောင်း၏လျှို့ဝှက်ချက် သူ၏အသက်ရှင်မှုအတွက် လူသားများကို စတေးခဲ့သောမှတ်တမ်းများဖြစ်သည် ထိုခိုက်ရှင်ဟန်းများ၏အတန်သည်အတန်ကျဲလာပြီးနေရံများမှလက်များမျက်နှာများထွက်လာကပအောင်ကိုဆွဲငင်သည်ငါ့ကိုခွင့်လွတ်ပါ ခုပါအောင်ဤအတန်ဒီတုံလုံးနေသည် သူသည်တက်တာကိုမိရှို့လိုက်ပြီးရုပ်ွားတော်အားပြန်လဲဥချလိုက်သည်ချက်ချင်းရွှေရောင်အလင်းတန်းများចောင်းတော်တွင်သို့ ဝင်ရောက်လာသည် ရှင်ယဟန်များ၏အတန်များငြိမ်သက်သွားပြီးမိโกများပြာမှုအဖြစ်ပျောက်ွယ်သွားသည်နက်နက်မိုးလင်းချိန်တွင်ပအောင်သည်ចောင်းတော်ပြိုလဲတန်နှင့်အတူလွတ်မြောက်လာသည်သို့သော သူ၏လက်မောင်းတွင်အရေးတစ်ခု၏လက်ပွေရာသည်အစွန်းထင်းအဖြစ်ကျန်ရစ်နေခဲ့သည် အပြစ်ဟာအရေးလိုမပြောင်းနိုင်ဘူးဒါပေမဲ့အလင်းကိုရွေးချယ်လို့ရတယ်ဟုသူတွေးလိုက်သည်တောကြီးသည်ပြန်လဲတိတ်ဆိတ်သွားပြီးသူရဲကောင်း၏ခြေလမ်းများသာကျန်ရစ်ခဲ့သည်